ကျွန်တော်တို့ Fanny Draft နဲ့ထုတ်ဆော့တဲ့အချိန်မှာအရေးကြီးဆုံးအချက်ကတိုင်မင်နားလဲတာ Hero တိုင်မင်တစ်ခုကိုစောင့်ပြီးတော့ဘတ်တယ်ကိုအပိုင်ဆိုင်နိုင်တဲ့အသင်းကနှာတပြားတာရီ AI Esport Fanny ဆော့တဲ့အချိန်မှာအဓိကလိုအပ်ချက်ကအဲ့ဒါပဲဗျဒီကနေ့ဗီဒီယိုလေးကတော့ Fanny Draft ရဲ့စော့ပုံစော့နည်းတချို့ကိုတခြားအသင်းတွေနဲ့ရှင်ပြီးတော့ဥပမာပေးပြီးတော့ပြောပြမယ် Fanny ဆော့တယ်ဆိုရင် တဖက်အတင်းကမော့စကိုလိုကောင်မျိုးမဖြစ်မနေယူပေးရတယ်အဲ့ဒီအချိန်ဖန်နီဘက်ကဂရန်ဂျာဟယ်ရီလိုမျိုးမိဂိန်းထက်က damage output ထွက်ပြီးလိုက်ချလိုကောင်တယ် golden hero တွေယူတယ်နောက်တော့ first star တဲ့ကိုတဖက်က error တက်တာတွေဘာတွေမရှိဘူးဆိုလို့ရှိရင် များသောအားဖြင့် skip ပြီးတော့ချတယ်ဒါပေမဲ့တချို့ပွဲတွေမှာကြာတော့လေတကောင်စားနှစ်ကောင်စားရလို့ရညာ pick off လာ trainer မျိုးတွေလည်းရှိတယ်ပြောချင်တာက first star တဲ့လောက်ထိက fan light ပွဲကိုထိန်းလိုက် ဲ့လိုမျိုးအနှိမ့်နဲ့ပဲစော့နေတာတကယ်တကယ်တမ်းသူတို့တင်းဖိုင်ဘတ်တဲတေချာဆိုင်ဖို့စစင်းစားတာကစကန်တာတဲ့တတ်တာတဲ့တိုင်းပဲတဖက်ကမော်စကိုနဲ့စော့နေတာဆိုတော့ဒီဘက်ကဂိုးလိန်အင်ပက်ကိုဖိပြီးတော့အဲ့တိုင်းပင်အတွင်းမှာဘတ်တဲဆက်ရပ်တစ်ခုတေချာချပြီးတော့အပိုင်ဆိုင်နဲ့သဘောပဲမြန်မာအတင်းတွေထဲမှာမှာ YG ဆိုတဲ့အတင်းကအဲ့လိုမျိုးတိုင်းပင်တစ်ခုမှာဘတ်တဲအပိုင်ဆိုင်တာတိတ်ကောင်းတာပြီးတော့ဖန်နင်းနဲ့တွဲတဲ့ကောင်တွေကလည်းလေးကောင်နဲ့ဘတ်တဲဆိုင်လို့ရတဲ့ ့တင်းဖိုက်ဟီးရိုးတွေဖြစ်ရင်ပိုကောင်းတယ်ဒါကတော့ပုံမှန်ဆော့နေကြပုံစံပေါ့လေဆိုတော့ AI နဲ့ပါလာဒင်ဘွဲလေတစ်ချက်သွားကြည့်မယ်ပါလာဒင်ဘက်က AI ကို first pick ဖန်နီပေးတယ်မော့စကိုပြန်ယူတယ်တစ်ချိန်တည်းမှာကျွန်တော်ရှိကပြောသလို Mickey ဘတ်တယ်လာချလို့ရတယ် Granger Harry လိုကောင်မျိုးဒဲပိတ်တယ်တစ်ချိန်တည်းမှာ AI ဘက်ကဒီမတာ revamp ထားတယ် Kimmy အာလီမချက်လဲတာတယ် Mickey နဲ့ကလည်းဘတ်တယ်လာဆိုင်လို့ရတယ်ဆိုတော့ဒီ pick ကတော်တော်ကောင်းတယ်ဒါပေမဲ့နားလည်ထားရမှာက AI ယူထားတဲ့ chip Novaria CC ဆိုတာတင်းဖိုင်အားနဲ့သလိုတာတင်အင်ပတ်လည်းအရန်နေတယ်။အဲ့တော့အင်ဂိမ်းပိုင်းလေးတစ်ချက်သွားကြည့်မယ်။ Fast Charger အထိကတော့တာတင်ပေးရတယ် Phovius ကို Hiroki ပြင်ရတယ်ပြီးတော့ Moscow ပြန်ပြန်ဆိုင်ပြီးတော့ကန်ဆိုးပြီးတော့ Fanny ပြန်သေးတယ်ပြီးတော့ Moscow ကိုပြန်ရတယ်ဆိုတော့ဘက်တရီကတော့မြန်မာပွဲတွေထုံးစံတိုင်းပဲစတိုက်အများကြီးဖြစ်တယ်ဒါကိုကျွန်တော်အနေနဲ့ပြောမနေတော့ဘူးဒါပေမဲ့ Moscow ဘက်တလာ join တဲ့အချိန်အလီတာဘာညာဂိုးရှိအပြစ်နီးပါးပြန်ရထားတာဆိုတော့ first start တိကပုံမှန်ပဲဒီနေရာမှာအဓိကပြောချင်တာက second start တိ AI ရဲ့ game plan အစက chip ပေါ်တဲ့နဲ့တဖက်ဆန်းကျင်ဘက် long lane မှာ CC ဖြစ်ဖြစ် Fanny ဖြစ်ဖြစ် lane push ခိုင်းပြီးတော့အကွက်ဘာညာနဲ့ macro play မယ်ပြီးတော့ gaming နဲ့ timing တစ်ခုကိုဘတ်တယ်ဆိုင်ကြည့်မယ်ဒါမဲ့ကန်ဆိုးချင်တော့ AI ဘက်ကအမှား3ခုလောက်ကိုဆက်သွားတာဒီမှာဆိုရင်ရားလောက်မယ်ထင်လို့ပေါ်တယ်ဘာညာဖွင့်ကြည့်တယ် drawing ဆိုတော့ dash ဘာညာနဲ့လွတ်သွားတယ်အဲ့ဒါအပြင် drawing ဘာစပယ်မှမရှိတော့ naru key ဝင်ကောက်တော့လဲအာတီကလွဲတယ်ဒီချိန်မှာဆိုရင် AI နေနဲ့တော်တော်ပြနေပြီဆိုတာသိတာတယ်ချစ် fan နေ CC macro play ဘာမှလည်းမတွေ့ရဘူးတာတယ်ထွက်တော့လဲတခြားကောင်တွေစပယ်မရှိတာဘာညာနဲ့ gaming နဲ့ကလည်းတာတယ်လာချလို့မရပြန်ဘူးအဲ့လိုမျိုးသူတို့စဉ်းစားထားသလို game plan တွေဖြစ်မလာတဲ့အခါမှာအဆုံးဆုံးကတော့ မိကိုပေးလိုက်ရတာပုံမှန်ဆိုရင် စကန်းတာတဲ့တတ်တာတဲ့အရန်တာသွားတဲ့အတင်းကတာရင်တာသလို MPA Indo Philippines မှာဆိုရင်ငါးကောင်ပေါင်းပြီးတော့မိကိုဒိုင်းနေရှိတယ် AI အနေနဲ့တာတဲ့ပေးရရင်မိခရီရှင်ဖို့ကိစ္စကိုလောက်ရမှာဒါပေမဲ့ CC ရလည်းအပေါ်မှာချစ်ကလည်းဘယ်ရောက်နေမှမသိဘူးအမှရှုပ်ကုန်တာအဲကနေပြီးတော့ပဲပွဲပြီးသွားတာပဲစတော့က fan နေနဲ့ AI အကြောင်းလေးကတော့ဒီလောက်ပါပဲ ဂိမ်းနံပါတ်2ပါလာဒင်ရဲ့တပွဲထိုးပစ်အကြောင်းကတော့ကျွန်တော်ရဲ့ D ရဲ့ Ruby DD ရဲ့ live clip မှာပြောထားတာဖြစ်တဲ့အတွက်အဲ့ဗီဒီယိုမှာသွားကြည့်လို့ရပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတူပြန်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်။ကျွန်တော်ကတော့ခေစီပဲဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့။ Bye bye ။